ဂျပန်မှာအင်အားလွန်ကြီးမားတဲ့ငလျင်ကြီးနှစ်လအတွင်းလှုပ်ခတ်နိုင်မင်္ဂလာပါအော်ဒီယိုဝိုင်းဇွန်နိုင်ကနေကြိုးဆိုပါရစေယခုတစ်ခါမှာတော့ Cabin Ever Power Facebook Page ကနေတင်ထားတဲ့ပုံနှစ်ခုကိုကျွန်တော်ကတစ်ခုတော့ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါအောင်ခင်ဗျာကာရိုနယ်ဟိုးကြီးတပတ်ပြန်လာနေပါပြီဂျွန်၁၄ရက်နေ့ကစပြီးရေတွက်ရင်လာမယ့်ရက်တစ်ပတ်ဂျွန်၂၁ရက်နေ့အထိ ငလျင်ကြီးတွေလှုပ်ခတ်နိုင်ပါတယ်။မီးတောင်ဆူနာမီတွေလည်းသတိထားရပါမယ်။မြန်မာနိုင်ငံအပါဝင်တကမ္ဘာလုံးသတိထားရပါမယ်။ပစိဖိတ်သမုဒ္ဒရာပတ်ချာလဲအထူးသတိထားပါ။ပစိဖိတ်သမုဒ္ဒရာပတ်ချာလဲမှာလှုပ်မယ်ဆိုရင်တော့အလွန်အင်အားကြီးပြီးအသေးပြောက်အလွန်များနိုင်ပါတယ်။အသေးစိတ်ရယ်ဆွဲတိတိကျကျတော့မပြောနိုင်သေးပါဘူး။ပြောနိုင်တဲ့အချိန်ကြရင်တော့ထပ်တင်ပေးပါမယ်။ဂျပန်အတွက် အထူးသတိထားရပါမယ်။ဂျွန်၁၄ရက်နေ့ရစပြီးပစိဖိတ်သမုဒ္ဒရာပတ်လည်မှာအထူးသတိထားကြဖို့မနှင်းညပဲကျွန်တော်ရေးလိုက်ပါတယ်။ JPP ချင်း나이ပိုင်းကြာဂျွန်၁၄ရက်မြန်မာစံတော်ချိန်မနက်တနားည9မိနစ်ချိန်မှာဂျပန်မြောက်ဘက်ဇွန်စမ်ပိုရိုအရှေ့မြောက်ဘက်မှာပြန်ရမကနေကျု6.1ရှိတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားပါတယ်။ဒါဟာတကယ့်ငလျင်ကြီးမဟုတ်သေးပါဘူး။ ေပြေငလျင်ဖြစ်ဖို့ရာခိုင်နှုန်းပိုများပါတယ်။အဲ့ဒီနေရာမှာတကယ်လှုပ်မယ်ဆိုရင် အနည်းဆုံး9.0ပါပဲ။ကျွန်တော်အရင်ဂျပန်အကြောင်းရေးခဲ့တဲ့ပို့မှာအဲ့ဒီနေရာကိုတိတိကျကျပြောထားခဲ့ပြီးပါပြီ။အဲ့ဒီနေရာမှာတကယ်လှုပ်မယ်ဆိုရင်အနည်းဆုံး9.0ပါပဲ။အဲ့ဒီထက်ပိုပြီးလဲကြီးလာနိုင်ပါတယ်။ဆူနာမီဖြစ်ရင်လည်းအလွန်ကြီးမားစွာပျက်စီးနိုင်ပါတယ်။တကယ်လို့ အဲ့ဒီနေရာမှာဖြစ်လာခဲ့မယ်ဆိုရင်ဂျပန်ကျွန်းရဲ့သုံးပုံတစ်ပုံလောက်ရေလွှမ်းမိုးသွားနိုင်ပါတယ်မဖြစ်ပါစေနဲ့လို့တော့ဆုတောင်းပါတယ်ကျွန်တော်ဂျွန်နီရဲ့နေရာပြောခဲ့တဲ့ဒီနေရာဂျပန်မြောက်ဘက်ဆုံးဆမ်ပိုရိုအရှေ့မြောက်ဘက်ဧရိယာမှာကျွန်တော်မနေ့ကပြောခဲ့တဲ့ရက်အတိုင်းပဲဂျွန်၁၄ရက်နေ့မှာ ပြင်းအား6.1ရှိတဲ့ခြေပြေးငလျင်လို့တန်တရားဖြစ်စရာရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပေးပါပြီနောက်နှစ်လအတွင်းမှာ ဂျပန်နဲ့မကပါဘူးပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေအားလုံးသတိထားရပါမယ်ပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်မှာဖြစ်လာခဲ့မယ်ဆိုရင်မြန်မာပြည်နဲ့တော့ဝေးပါတယ်မြန်မာပြည်ကတော့အထူးခိုက်မရှိနိုင်ပါဘူးတခြားသောအရှေ့တောင်အာရှနိုင်ငံတွေတော့မလွယ်ပါဘူးအရှေ့အာရှနိုင်ငံတွေလည်းမလွယ်ပါဘူးတောင်အမေရိကနဲ့မြောက်အမေရိကတိုက်တွေရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသတွေလည်းမလွယ်ပါဘူး ချင်းချောက်နေတာမဟုတ်ပါဘူးသတိပေးနေခြင်းသာဖြစ်ပါတယ်ချင်းချောက်နေရလို့ထင်တော့အယုံကြပါနဲ့သတိလက်လွတ်နေခြင်းသလိုနေကြပါ ကိုဖြစ်ရင်ကိုခံရမှာဖြစ်လို့စာရေးသူကအနေသာကြီးပါ ဖောင်းထုတ်လဲကြုံမဆိုင်ပါဘူးယုံကြည်ရင်တော့သတိနဲ့နေကြပါဂျွန်လာနဲ့ဂျူလိုင်လာဟာငလင်းတွေမီးတောင်တွေဆူနာမီတွေနဲ့ပတ်သက်ပြီးအလွန်စိုးရိမ်ရတဲ့လတွေဖြစ်ပါတယ် လူတစ်ယောက်ထဲပဲယုံကြည်လို့အဲ့ဒီလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ရင်ပဲစာရေးရာကျိုးနှက်ပါတယ်လူရန်အကြိုက်လိုက်လုပ်ပေးနေရအောင်ဇမင်းသားလည်းမဟုတ်ပါဘူးအမှုပညာရှင်လည်းမဟုတ်ပါဘူးအရှိတော်အရှိတိုင်းအမှန်ကိုအမှန်တိုင်းပြောရတာဖြစ်လို့ဝေဖန်ကြရမှုတွေအများရှိနေမှာပါပဲမြန်မာနိုင်ငံသားမကပဲတကဘာလုံးတတိထားရပါမယ်တကဘာလုံးဖေးကင်းကြပါစေကယ်ဗင်အဘက်ပါဝါ